ေသူမပုံစံမျိုးတရင်တရန်ရှိတဲ့ siren ယောက်ျားလေးတွေဝယ်တီတန်လိုက်တက်ပြီးတော့တနအီမှာရဲအောင်နာမည်ကြီးတဲ့ siren သူ့အကြောင်းဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသွားမယ်ဗီဒီယိုမတော်ခင်မှာကျွန်တော် channel မှာတွင်ကထည့်ချင်တာဖြစ်ဖြစ်ကျွန်တော်တိတိကျကျကူချင်တာဖြစ်ဖြစ်ဒီ follow မှာဆက်သွယ်ပေးရအောင် ေသူမနဲ့ဆိုင်ရာအဲ့နှစ်ခုကျွန်တော်တို့ဒဏ္ဍာရီတွေမှာတွတ်တွေ့ရတယ်ဆိုတော့အဲ့ဒဏ္ဍာရီတွေမှာကျွန်တော်တို့တွတ်လေ့လာကြည့်မယ်ဆိုတော့အဲ့ယေသူမရောဆိုင်ရာရောရေထဲမှာနေတဲ့တတဝါတွေရေဒီတတဝါတွေဆိုပြီးတော့ကျွန်တော်တို့ဒါကမ္ဘာမှာရှိတဲ့ mythology အများစုပဲ Greek mythology Egyptian mythology နောက်ဆုံး အာတခြားကျွန်တော်တို့အာရှမီတိုလိုဂျီမှာတော့အများကြီးရှိရတယ်ဆိုင်ရန်ညီသူမနဲ့ပတ်သက်ပြီးတော့သူတို့တွေဒီဆိုင်ရန်ရဲ့အလုပ်ကဘာလဲလို့မြင်ရဆိုရင်တင်းမော့နဲ့ခရီးသွားနေတဲ့ယောက်ျားလေးတွေကိုသူတို့ရဲ့အလှတရားတွေပြယူတော့ဆွဲဆောင်ဝင်လာဆုံးတပ်ပလိုက်တယ်ဆိုပြီးတော့ဒါဌာနာရီတွေကဖော်ပြတာတယ်ဆိုတော့ဆိုင်ရန်နဲ့ညီသူမနဲ့ကလုံးဝမတူဆိုင်ရန်ရဲ့သဘောတရားဘယ်လိုမျိုးလဲဆိုရင်လူတစ်ယောက်ကိုဥမာအဖွဲတစ်ဖွဲတင်းမော့ရစီကိုသူတားဂက်ထားလိုက်ပြီးဆိုရင်အဲ့တင်းမော့မှာပါလာတဲ့ယောက်ျားလေးတွေအကုန်လုံးသူအရင်ဆုံးတချင်းဆိုပြတယ် တချင်းသာတဖြည်းဖြည်းနဲ့ကြဲ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 လာပြီးတော့မှတဆင်သူတို့ချိန်စာတိုက်ပြီးတော့သူတို့တတ်တယ်ဆိုပြီးဒါနာမည်ကြီးတယ်ဆိုတော့ဆန်ရန်ရဲ့ပုံစံကိုတွက်ချိမယ်ဆိုရင်အတောက်မှန်ပါတယ်မိန်းကလေးခန္ဓာကိုရှိတယ်တခါလေကြရင်သူတို့ကငါအမိရပါတယ်တခါလေကြရင်ပြောတယ်တချို့မီတလူကြီးမှမပါဘူးပြောတယ်ဒါပေမဲ့မီတလူကြီးအများစုမှကျတော့သူတို့လေပေါ်လေးပြန်နိုင်တယ်ရေော်ထဲမှလည်းသွားလာနိုင်တယ် သူ့ရဲ့အားထားချက်ကွာဒီတချင်းတန်ပဲအဲ့တချင်းတန်ကြားနေတယ်ဆိုရင်တင်မောနဲ့တွားတဲ့လူတွေအကုန်လုံးကကြောက်တယ်ဘာလို့ဆိုအဲ့တချင်းတန်ကြားပြီးသူတို့ဘဝရဲ့နောက်ဆုံးခုပြီးတော့သူတို့အကုန်လုံးတတ်မှတ်လိုက်ပြီလောကရဲ့နှစ်ပေါင်း2000ကျော်လောက်က လူတွေစပြီးတင်မောတွေတုံးပြီးတော့မှစီးပွားရေးတွေစပြီးပြုလာကြတယ်။တိုင်ရန်နဲ့တိုင်ရန်ကသူတင်မောနဲ့တွားပြီးခီးတွေတွားလာကြတယ်။မာဖန်တင်မောတွေလှုပ်ဖြစ်လာကြတယ်။အဲ့တင်မောနဲ့တွားနေနေမှာတစ်စင်းတချို့တွေတင်မောကပျောက်သွားတယ်။တချို့တွေတင်မောပေါ်ကတေသွားတယ်။နောက်ဆိုတင်မောပဲပြန်ရောက်လာတဲ့အခြေအနေမျိုးတွေရှိတယ်။အဲ့ဒါတွေအကုန်လုံးကဒါ siren ဆိုတဲ့အဲ့တူတန်နာရီတွေကရှိတယ် siren ကကြိမ်စာတိုက်လိုက်တာဆိုပြီးတော့လည်းပြောတယ်။ဆိုတော့ဒီ siren ဘယ်ရဖြစ်ပေါ်လာလဲလို့မေးလို့ဆိုရင်ကျွန်တော်ဒါ greek green နိုင်ငံမှာရှိတဲ့အာတန်နာရီကိုတက်ကြည့်မယ်ဆိုရင်လုံးဝနှစ်ပေါင်း2800ကျော်ကရေးသားလာတဲ့ horner ဆိုတဲ့စာအုပ်တော့ အဲ့စာအုပ်ထဲမှာပါတယ်ဒီ siren ဆိုတဲ့ဟာဆိုတော့ကျွန်တော်တို့ဒါအဲ့စာအုပ်အကြောင်းလေးလေးပြောရမယ်ဆိုရင်ခေါင်းဆောင်နဲ့သူ့အောက်ကလက်အောင်ငယ်သားတွေတင်မောတစီနဲ့ခရီးသွားရတယ်။သွားနေတဲ့အချိန်မှာပဲသူတို့ဒါဆုံးမကြီးရှိတယ်ကျိုးညိုးမော်ရောက်သွားတယ်ကျိုးညိုးမော်ရောက်သွားတဲ့အချိန်မှာအဲ့ဆုံးမကြီးချင်းစားတိုက်လိုက်တယ်။ဒါပေမဲ့အဲ့ခေါင်းဆောင်ကအဲ့တစ်ဖက်လုံးနဲ့သူထွက်ပြေးလာနိုင်ခဲ့တယ်။ထွက်ပြေးလာပြီးတော့လမ်းမှာရှိတဲ့ organ ငါးတွေကသူတို့လှမ်းပြောတယ်။ဆိုတော့မင်းတို့ဆုံးမလက်ထဲကတော့လွတ်သွားတယ်။ဒါပေမဲ့မင်းတို့ siren လက်ထဲကနေတော့ဘတော်မှလွတ်မှာမဟုတ်ဘူးဆိုပြီးသူတို့ပြောပြီးတော့အဲ့ organ ငါးတွေကထွက်သွားတယ်။ ထွက်သွားတဲ့အချိန်မှာဒီခေါင်းဆောင်တဲ့သူ့လက်အောက်ငိုင်သားတွေကဒီ siren ဆိုရဲဒီတနအီထဲမှာရှိတဲ့ချိန်စားနေလွတ်မြောက်ဖို့ဆိုရင်သူတို့တွေကလည်းနားပိတ်ပြီးသွားရမယ်ဆိုပြီးတော့သူတို့တွေကလည်း route တစ်ခုထားချလိုက်တယ်။ဒါပေမဲ့အဲ့ဒီခေါင်းဆောင်ကအရင်အောင်သိကျင်တယ် siren ကိုသူအရင်အောင်တွေ့ကျင်တယ် siren တစ်ချက်ဆိုတော့လည်းအရင်အောင်ကြားကျင်တယ်။အဲ့ဒီတော့သူကနားမပိတ်ဘူး။သူ့လက်အောက်ငိုင်သားတွေကလည်းနားပိတ်ထား။သွားနေတဲ့မှာတစ်စိမ့်သူတစ်ချက်နဲ့ဖြီးဖြီးလေးစကြလာ။ okay တော့လည်းတော့ကြာအတန်ဘေးကကြာလေလိုက်ရှာတယ်ဒါမစ်တခုလားဒါမျိုးတကယ်ပဲ siren လားတကယ်ပဲချိန်စာလား ဒါမှမဟုတ်တကယ်ပဲဆုံးပါလားအဲ့ဒါကိုသိကျင်တဲ့အတွက်သူနားနဲ့ချင်းလိုက်ရှာတယ်လိုက်ရှာလိုက်ရှာတယ်ဘာလို့မတွေ့ရဘူးတဖြည်းဖြည်းအတန်ကျဲ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 လာအတန်ကျဲလာတဲ့အလျောက်သူအရှိမကျိုးနှုံသူသွားတွေ့တယ်တင်မောနဲ့သွားနေနေအဲ့ကျိုးနှောင်ကိုကတ်သွားတဲ့အခါမှာသူဘာသွားတွေ့လဲလို့ပြောဆိုအတချင်းသားလည်းလုံးဝအဆုံးထိကျဲလာတယ်အဲ့ကျိုးနှောင်ရောက်သွားတဲ့အချိန်မှာသူရောက်တဲ့ဟာကျိုးမဟုတ်ဘူးလူအယိုးနေတဲ့စီတာတဲ့အုပ်ပုံရင်းတကူဆိုတာသူတွေ့လိုက်တယ်အဲ့ချိန်မှာသူကလည်းလန့်သွားနောက်ထပ်ကြည့်တဲ့အချိန်မှာတော့မှဆိုင်ရန်ရောက်နေတယ်သူတခါလည်းကြိုးတုပ်ပြီးဖမ်းလိုက်တယ် ဖမ်းပြီးတော့မှတစ်စင်သူ့လော့ဆိုတတ်ဖို့ပလန်လုပ်လိုက်တဲ့အချိန်မှာပဲအလောက်ငယ်သားတွေအကုန်လုံးသူလှမ်းကြည့်လိုက်တယ်ပေါ့ဆိုင်ရန်လှမ်းကြည့်လိုက်တယ်ပေါ့မှာအကုန်လုံးနားပိတ်ထားတယ်သူတယောက်ပဲနားမပိတ်ထားတာပြီးတော့လောကလည်းသူကလည်းချော့ကိုကင်ပြီးလုံးဝတောင်းပန်နေတယ်တောင်းပန်နေတဲ့အချိန်မှာโอเคဆိုတော့အမေလှုပ်ပေးလိုက်မယ်ဒါမင်းနောက်ဆုံးညဖြစ်စီဆိုပြီးဆိုင်နာဝါရင်လှုပ်ပြီးတော့လှုပ်ပေးလိုက်တယ်ဆိုပြီးဒါဒန်နိုင်မှာရှိတဲ့ပုံမြင်တစ်ခုရှိနေခဲ့တယ်ဗျာဆိုတော့အဲ့ပုံမြင်ထဲမှာရှိတဲ့ဒီဟာတကယ်ပဲဖြစ်ခဲ့တာလားဒါမှမဟုတ်ဒါက just myth တစ်ခုလားဆိုပြီးတော့ကျွန်တော်စဉ်းစားကြရတဲ့ခုပဲ โอเคဒီ siren ရဲ့ပုံတံကဘလို့ရှိရဒီပုံစံရှိရဒီအကောင်မန်နေဒီပုံစံရှိတာကိုဘလို့တိခဲ့ရလဲလို့မေးရဆိုရင်လောကဒီနှစ်ပေါင်း2600ကျော်ရရှိတဲ့ဒီအယုတ်လေးပါဆိုတော့ဒီအယုတ်လေးတစ်ခုကြောင့်ပဲ greek mythology မှာဒီပုံစံမျိုး siren ကရှိနေတယ်ဆိုပြီးတော့ပြောတယ်ဆိုတော့သူတို့ကဘာလဲဆိုတော့ဒီ god of greek နိုင်ငံမှာရှိတဲ့တင်မင်းနဖရားနဲ့ပြီးတော့ဟုတ်တယ် okay ဆိုတော့သူရဲ့ယုံကြည်ဂရင်းရဲ့ယုံကြည်မှုကဂရင်းနိုင်ငံမှာရှိတဲ့တင်မင်းရဲ့နတ်ဖယားရှိတယ်။သူကအဲ့ထဲမှာဖလန်နတ်ဖယားမလေးကိုသူကအရန်လိုက်ကြိုက်တဲ့ပုံမှာသူကလိုက်ပြီးတော့ထောက်ရှက်တယ်။အဲ့ flight ထောက်ရှက်တဲ့အခါကျရင်ဒီအောက်မှာရှိတဲ့ဖလန်နတ်ဖယားမလေးရဲ့လက်အောက်ငယ်သားတွေက siren သူတို့ siren တွေကဒီသူ့ကို corridor တက်ကိုတိုက်ခိုက်တယ်တိုက်ခိုက်လို့မရတဲ့အပေါ်မှာလူတွေကိုသွားပြီးတော့လူတွေကထပ်ပြီးတိုက်ခိုက်တယ်တချင်းဆိုပြပြီးတိုက်ခိုက်တယ်ဆိုပြီးတော့လဲ mythology တစ်ခုရှိနေတယ် Greek မှာဆိုတော့ဒီ siren တွေကကျွန်တော်တို့ဒါငါ့ဘယင်မရဲ့လက်အောက်ငယ်သားတွေ တချို့က siren ကိုကျွန်တော် biological တမ်းမရ carnivore လို့ခေါ်တယ် carnivore ဆိုတာအသားစားတတ်တော်ရည်လို့ပြောလို့ရတယ် siren ကတင်မောဒစီကို target ထားလိုက်ပြီဆိုရင်အဲ့တင်မောကဘတော်မှအသက်ရှင်ရထုံးစံမရှိဘူးဆိုပြီးသူတို့လည်းပြောတယ်ဆိုတော့သူတို့ကိုယ်တိုင်လည်းအများနဲ့တွားလာနေတဲ့အခါကျရင်ဒီတချင်းတန်တင်မောသားတွေအရင်တော့တင်မောသားတွေတချင်းတန်ကြားပြီဆိုရင်နားပိတ်တာတို့ သူမပြန်လှည့်တာလို့အများနဲ့လုပ်လို့ရှိတယ်။ဘာလို့ဆိုဒီနေရာသူတို့က safe point ဖြစ်လို့ဆိုပြီးပြောတယ်။ဆိုတော့ဒီ siren ရဲ့ပုံစံကအဲ့ပုံစံရှိတယ်။နောက်ပိုင်းကျတော့ကျွန်တော်တို့က book of monster ဆိုတဲ့စာအုပ်ကြောင့် siren ပုံစံဒီပုံစံဖြစ်လာတယ်။ကျွန်တော်အထင်မှပြောရမယ်ဆိုရင်ဒီ siren က just a mythological data တခုပဲအပြစ်မှတကယ်မရှိဘူးဆိုပြီးတော့ကျွန်တော်ယူဆရတယ်ဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီကျွန်တော်ပြောထားတဲ့ information တွေအချက်အလက်တွေအကုန်လုံးထဲမှာ siren အပြစ်မှရှိတယ်ဆိုတဲ့ information တခုမှမရှိဘူးဒါ mythology တွေကြီးပဲ greek mythology ပြီးတော့တခုက egyptian mythology အဲ့ဒါတွေအကုန်လုံးထဲပဲပေါင်းပြီးတော့ဒါထန်နာရီထဲမှာပဲရှိတဲ့ character တခုဆိုပြီးကျွန်တော်ကိုယ်တိုင်ယူဆတယ်တကယ်လို့ဒီမှာရှိနေတဲ့ predator ကြီးတွေ siren နဲ့ပတ်သက်ပြီးတော့တချို့ information တွေတကယ်အပြစ်မှကြုံခဲ့ဘူးလားတို့သိခဲ့ဘူးလားတို့ကြားခဲ့ဘူးလားတို့ရှိတယ်ဆိုတော့ကျွန်တော်ကောပတ်မှာ ဒီနေ့နေ့လာပြောလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်း every comment i read ပါကျွန်တော်အများ comment တွေကလုံးကျွန်တော်ဖတ်နေပါတယ်ပြီးနောက်တစ်ခုကပါလဲဆိုတော့ siren နဲ့ရေသူမနေရမတူကျွန်တော်ရေသူမနဲ့ပတ်သက်ပြီးတော့အရင်တော့ video တစ်ခုတင်ခဲ့ပါသေးတယ်ရေသူမကဘယ်နေရာမှာဘလို့တွေ့ခဲ့ရဲဆိုတဲ့ဟာမျိုးတွေဆိုတော့ဒီ siren နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုယ်တိုင်လာမေးတာတယ်ဂျာထဲမှာ TikTok မှာ video တစ်ခု viral ဖြစ်သွားတယ် Looks human to me, man. Human? Look at the tail. That's no human. It's alive. Look at its eyes, man. It's actually breathing. Jesus. TV video, jump. I video, jump, man. ဆိုတော့ကျွန်တော်တို့လာပြီးတဲ့အပေါ်မှာ siren ကဒီပုံစံရှိရလားလို့မြင်တယ်ဆိုတော့ဒန်တိုင်းရဲမှာတော့ siren ကအရန်ကိုချော်တယ်ဒါပေမဲ့အပြင်မှာအဲ့လိုချော်မလားမချော်လားတော့ကျွန်တော်နေတယ်တော့ပဲဥပမာကျွန်တော်ပြောရမယ်ဆိုရင်ဗျာဟိုဒန်တိုင်းထဲမှာတရဲမချော်နေလိုက်ပါတရဲမ character ကတရဲမကိုလောကဦးစားပေးပြီးရှိရတယ်ဆိုရင်တရဲမချော်နေလိုက်ပါတရဲမကဘာကောင်းတဲ့ character ပေးရတယ်ဆိုတော့တရဲမရုပ်ဆိုးနေလိုက်ပါအဲ့လိုမျိုးတော့တရားမှာဒန်တိုင်းမှာ ဒီအရာတွေကတော့စုံနေဘာတွေကိုလည်းတန်းတိုင်း character လို့ပဲကျွန်တော်ယူဆတယ်ဗျာဆိုတော့မိတ်ဆွေအနေနဲ့ဒီ siren နဲ့ပတ်သက်ပြီးတော့ထွေချိုးရှိရဲဆိုတော့ကျွန်တော် comment မှာမန်လို့ရတယ်ပြီးတော့နောက်တစ်ခုက siren ရဲ့မျက်နှာကနောက်ပုံစံတစ်ခုမှဘယ်လိုပြတာလဲလို့မေးရဆိုရင်ခွေးရဲ့မျက်နှာအမျိုးသမီးခံတာငါရဲ့အမီး အဲ့သုံးခုနဲ့ဆက်သွယ်ရတယ်ဆိုတော့ခွေးရဲ့မျက်နှာအမျိုးသမီးခံလာရင်ငါရဲ့အမီးဆိုတော့ဒီကတော့ရုပ်ဆိုးဝါးလို့ပြောလို့ရတယ်ဗျာဆိုတော့ရုပ်ဆိုးဝါးတဲ့အခြေအနေမှာဘယ်လိုလေးဖြစ်လာနိုင်လဲဒါကတော့နောက် mythology တခု greek mythology မဟုတ်တော့ဘူးနောက်တစ်ခုရဲ့ mythology တခုဆိုတော့ mythology ကသူ့ဟာနဲ့သူပြောင်းတန်းနိုင်ရရဗျာနိုင်ငံတစ်ခုမှာပြောင်းလဲမှုတွေအများကြီးရှိနေတယ်ကျွန်တော်တို့ခြိမာတဲ့တန်းနိုင်ရတွေအများကြီးရှိနေကြတယ်ဆိုတော့မိတ်ဆွေတွေလည်းဘယ်လိုထင်လဲထင်မင်းကြောကျွန်တော်ကိုယ်ကိုယ်မိုက်ပေးပါအောင် thank you a bit to channel subscribe လုပ်ခဲ့ပေးပါဦး